မေတ္တာတုံမှာမေတ္တာပွားဖို့ဘုရားတိုက်တွန်းတဲ့စကားလေးရှိမာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေကလေးတယောက်တည်းထွန်းကားတဲ့မိခင်ဟာအသက်ပေးပြီးတော့တဥရီသောရင်သွေးကိုဆောက်ရှောက်တယ်လို့ဧဝံပိတဗ္ဗဘူတေတုမာနတံဘာဝယေအပရိမာဏ အဲ့ဒီမိခင်ရဲ့မေတ္တာလိုပဲတရားတွေအလုံးပေါ်မှာမေတ္တာစိတ်ဖြစ်အောင်လုပ်ပါအတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာစိတ်ဖြစ်အောင်ဒါချင်းစဉ်တစ်ခုပြောတာပဲလေဟာရွေးရုံနဲ့မဟုတ်ဘူးချင်းစဉ်တစ်ခုပြောတာချင်းမုံချင်းနီးကိုလည်းပြောတယ်မြတ်စွာဘုရားမေတ္တာတရားနဲ့ပတ်သက်တိဋ္ဌံစရဏိသိဏောဝတယာနောယာဝတ္တဝိတမိတ်တော် မအိချင်တေးသည်မြကလပ်ပလုံးတိတ်ထန်ဆိုတာမတရနေတဲ့အခါဖြစ်စေစရံလမ်းလျှောက်နေတဲ့အခါဖြစ်စေနိသိဏထိုင်းနေတဲ့အခါပဲဖြစ်စေတရားနာအိယာထဲမှာလျောင်းဆက်နေတဲ့အခါပဲဖြစ်စေတဲ့အေတံတတိအဋ္ဌိယမေတ္တာတတိကိုခိုင်ခိုင်မာမာတည်ဆောက်ထားပါမေတ္တာပို့နေပါလို့ပြောအနည်းငယ်အောင်လို့သွန်ပေးတဲ့နေရာ ရွံ့ယုံနေမဟုတ်ဘူးကြည်ဒီမှာရွတ်လို့ပါတာမပါဘူးမေတ္တာတတိကိုတိဆောက်ပါတဲ့အတန်တတိအဋ္ဌိယဗျမမေတ္တံဝိဟာရမိတ္တမဒီသာသနာတော်မှာမေတ္တာပို့နေတာဟာမြတ်သောနေထိုင်ခြင်းလို့ခေါ်ပါတယ်တဲ့ဗျမဝိဟာရလို့ခေါ်ပါတယ်ဒါပေမဲ့ဓမ္မမြတ်စွာဘုရားရဲ့တရားတော်တွေကလက်တွေ့ကြဒေလီလိုက်မှာကိုယ့်ရဲ့နေစဉ်ဘဝလက်တွေ့အသုံးချနိုင်ရမယ် လောကလူတွေအနေဖြင့်အစာစားပြီးတော့ခန္ဓာကိုယ်မှာအားဖြင့်နေကြအသက်ရှင်နေကြဖရာတရားတော်တွေလည်းနေဖြင့်အသုံးချပြီးလိုက်နာကျင့်သုံးနေမယ်ဆိုလို့ရှိရင်သံတတိတွေရနေမှာပဲမရတာဘာဖြစ်လို့မလုပ်လို့မရတာမလုပ်လို့မရတာစနစ်တကျလုပ်ရင်အောင်မြင်စနစ်တကျလုပ်ဖို့တော့လိုအပ်တာပေါ့ဖေကိစ္စကြည့်ပြီးနောက်ဆုံးမေတ္တာတရား ယင်၌ဖြစ်ပွားတဲ့အခါကျတော့ဘာဖြစ်ဒိဋ္ဌိဉ္စအနုပေက္ခာမတိလဝါဒတနေနတံပံသောကာမေတုဝိနေယခေတံနဟိသာတုကဗတေယပုဏ္ဏရေတိမာယေနဲ့အမြင်တစ်ခုမချင့်ကပ်နဲ့တရားတွေကိုမေတ္တာပို့တော့တရားရှိတယ်လို့ယူဆသွားနိုင်တယ်ဝိပဿနာရှုထောင့်ကကြည့်ရင်တရားမရှိဘူးရုပ်နဲ့နာမရှိဘူးဒါကြောင့်မို့ တတဝါရှိတယ်ဆိုတဲ့မှားရင်းနဲ့အမြင်ကိုမချင်းကပ်နဲ့မရောက်စေနဲ့တိလဝါကိုချင်းတိလနဲ့ပြည့်စုံအောင်လုပ်ပါတတနာတံပန္နမင်္ဂန်နဲ့တမ္မာဒိဋ္ဌိဉာဏ်နဲ့မဂ်ရဲ့ရှိပါအကျင့်တရားကိုကျင့်ပါကျင့်လိုက်တဲ့အခါနောက်ဆုံးသောတပန်အဆင့်ထီအောင်ဖြစ်သွားရင်တတနာတံပန္နမြေမှန်သွားပြီကာမေတုဝိနည်းအကေတံအမြင်မှန်သွားတဲ့အခါ ကမရာဂတွေရောနေသွားပြီးတော့ဒါကဒေါသတွေနေပါသွားပြီးနောက်ဆုံးမှာကာမဂုဏ်အာယုန်တွေပေါ်မှာတက်မဲ့တဲ့ကိလေသာဆိုတာအဲ့ဒါတွေကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဟောအနာဂတ်ဖြစ်သွားပြီလို့ပြောတယ်။နာဟိသာတုကပတေယသာတုဆိုတာတကယ်ကိုနာကပတေယပုဏရေတိမိခင်ရဲ့ဝမ်းဘယ်တော့မှပြန်မရောက်တော့ဘူးဆိုတော့ ဘယ်တော့မှပြန်မမွေးတော့ဘူးလို့ပြောတယ်နော်ရဟန္တာဖြစ်သွားရင်နောက်ထပ်ပဲမွေးတော့မှာတော့အဲ့တော့နိဗ္ဗာန်ထိအောင်ဖွညွှန်းထားတာမြတ်စွာဘုရားတရား